မင်္ဂလာပါခွေးချစ်သူတို့ရေဒီနေ့ဗီဒီယိုမှာတော့ hypoallergenic လို့လူသိများတဲ့ခွေးမျိုးစိတ်၁၀မျိုးအကြံကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခွေးအမွေးသူမဟုတ်အမွေးအောက်မှထတ်တော်အညစ်အကြေးများနဲ့ဓာတ်မတည့်တဲ့သူတွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးဗီဒီယိုဖြစ်မှာပါအရေးကြီးတာတစ်ခုကတော့ဘယ်ခွေးမျိုးစိတ်မှဓာတ်မတည့်မှုလုံးဝအကင်းစင်တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ ဒီခွေးတွေဟာအမွေးနဲ့ဒန်တာထတာနေပါတာဒါမှမဟုတ်၎င်းတို့ရဲ့အမွေးအမျိုးအစားကြောင့်ဓမ္မတဲတဲ့သူတွေတော့ပိုပြီးတင့်တော့ပါတယ်နံပါတ်၁ပူဒယ်တွင်း miniature standard ပူဒယ်တွေဟာဓမ္မတဲမှုနဲတဲ့ခွေးတွေထဲမှာထိတ်ဆုံးကပါဝင်ပါလေဘာကြောင့်လဲဆိုတော့၎င်းမွေးရဲ့ကောက်ကောက်ကွေးကွေးအမွေးတွေကဒန်းနေတဲ့အမွေးတွေနဲ့ဒန်တာတွေကိုအပြင်းကိုမထွက်အောင်ထောင်းချောက်စင်ဖမ်းဆုပ်ထားတတ်လို့ပါသူတို့ဟာအမွေးကျွတ်တာအလွန်နေပါတယ် ပူတယ်တွေကအရန်ကိုညံကောင်းကြပြီးအညွယ်စားမျိုးစုံရှိတဲ့အတွက်မိသားစုအမျိုးမျိုးနဲ့ကိုက်ညီပါတယ်။သတိပြုရမှာကတော့အမွေးမရှုပ်သွားအောင် ပုံမှန်ပြုစုပေးဖို့လိုအပ်ပါတယ်။ဘတ်နဲ့ Vitrum Freeside Vitrum Freeside ကတော့အမွေးကျွတ်တာလုံးဝနေပါနေပါပါတယ်။သူတို့ရဲ့အမွေးအင်ဂျီကလူစပိန်နဲ့တောင်ဆင်တူပါတယ်။သူတို့ဟာဖော်ရွေးတဲ့သဘာဝရှိပြီးဓမ္မတိတ်မှုကိုခံစားရနိုင်သူတွေအတွက်အကောင်းဆုံးအဖို့ဖြစ်ပါတယ်။သူတို့မှလည်းဒန်တာနဲ့တရွေးတွေရှိနေစေဆိုတာမမေ့ပါနဲ့။နံပါတ်3 Portuguese Water Dog သူတို့ရဲ့ကောက်ကွေးတဲ့အမွေးနဲ့ရေကိုချစ်မြတ်နိုးမှုကြောင့်လူသိများပါတယ် Portuguese Water Dog တွေဟာအားကစားကိုဝါဒနာပါပြီးသစ္စာရှိကြသလိုခွေးအများစုတဲ့အမွေးကျွန်းနေပါတယ်ဒီမျိုးစိတ်က American ဓမ္မရဟောင်း Obama ရဲ့မိသားစုကမွေးခဲ့တာကြောင့်နာမည်ကြီးခဲ့ပါတယ်နံပါတ်၄ Soft Coated Wheaten Terrier ဒီပြောပြောွှ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  ဒါကြောင့်ဒန္တာထွက်ရှိမှုနယ်ပါပါတယ်။သူတို့ရဲ့ဖော်လွှဲတဲ့စိတ်နဲ့သဘောထားနဲ့တင်းတင်းတဲ့အရွယ်အစားကတက်ကြွတဲ့မိသားစုတွေအတွက်သင့်တော်စေပါတယ်။နံပါတ်5 American Hairless Terrier ဒီမျိုးစိတ်ကတော့ဓမ္မတဲ့တဲ့သူတွေအတွက်အားကောင်းတဲ့ရွေးချယ်မှုပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာဒန်တာကို ထောင်ချောက်စင်ဖမ်းဆုပ်ထားနိုင်တဲ့အမွေးအင်းကြီးလုံးဝမရှိလို့ပါ သူတို့ဟာစွမ်းရင်ရှိပြီးချစ်ခင်တတ်ပါတယ် တော့ပြီမဲအမွေးမရှိတဲ့အကွာနေလောင်တန်နဲ့အီးထန်ကနီကာကွယ်ပြီးဖို့လိုအပ်ပါတယ်နံပါတ်6 Irish Water Spaniel ဒီ Irish Water Spaniel ကြီးဒီမှာထူရတဲ့ကောက်ကောက်ကွေ့ကွေ့အမွေးရှိပါတယ်ဒီအမွေးကတမတဲမှုဖွင့်စေနိုင်တဲ့အရာတွေပြန့်ညံ့မှုကိုရော့နှဲစေပါတယ်သူတို့ဟာကစားတက်ပြီးညံရီထက်မြတ်တဲ့အတွက်လေ့ကျင့်ရေးနဲ့လှုပ်ရှားမှုတွေနဲ့ကောင်းစွာလိုက်လျောညှိထွေဖြစ်ပါတယ်နံပါတ်9မီနီရေချာရှင်နှောင်းစား မီနီရေချာရှင်တော်စားရဲ့ကျန်းတဲ့နဲ့အမွေးအင်ကြီးဟာအမွေးကြော်တာအကျန်းနဲပါတယ်။၎င်းတို့ဟာဒန်တာတွေကိုပတ်ဝန်းကျင်မှာမပြန့်ညံ့စေဘဲနဲ့ခွေးကိုယ်တိုင်းမှာပဲဖန်းဆုပ်ထားလိရှိပါတယ်။မျိုးပါနဲ့စင်ချေဖို့နှစ်ခုစလုံးမှာနေထိုင်ဖို့ကောင်းတဲ့မျိုးစိတ်တစ်ခုပါ။နံပါတ်၈ Afghan Hound Afghan Hound တွေရဲ့ရှေ့လာပြီးပိုသားကဲထုသောအမွေးကိုကြည့်ရင် hypoallergenic ထင်မလားလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့သူတို့ဟာအခြားမျိုးစိတ်များစွာထက် အမွေးကျွတ်နေပါတယ်။ သူတို့ရဲ့ထူထဲပြီးရှေလျားတဲ့အမွေးတွေကဒန်ဒယ်အများစုကိုဖမ်းယူထားတာကြောင့်အိမ်ထဲကိုပြန့်နှံ့မှုတိတ်မရှိပါဘူး။နံပါတ်9 Bedlington Terrier ဒီခွေးလေးတွေဟာတိုးကလေးလေးတွေလိုပဲသူတို့မှနူးညံ့ပြီးကောက်ကောက်ကွေးကွေးအမွေးရှိပြီးအမွေးကျွတ်တာမများပါဘူး။သူတို့ကို Hypoallergenic လို့သတ်မှတ်ကြပြီးအမွေးမရှုပ်စေဖို့ Pomman Brush လုပ်ရလိုအပ်ပါတယ်။နံပါတ်10 Yorkshire Terrier ဟုတ်ကဲ့ယောဂီစင်းမှာ အမွေးအစားပိုးထားကဲ့သို့သောဇပင်ရှိပါတယ်။ဒီမျိုးစိတ်ရဲ့ဇပင်ကဲ့သို့သောအမွေးအင်ကြီးဟာအမွေးကျွတ်တာအ ਨੇ ဆုံးဖြစ်ပါတယ်။သူတို့ဟာနေ့စဉ် brush လုပ်ခြင်းနဲ့ပုံမှန်အလပင်ခြင်းလိုအပ်ပါတယ်။အရွယ်စားသင်းခဲ့ပေမဲ့တတိရှိသည့်ဓမ္မတက်ရပန်ရှင်တွေအတွက်အလွန်ကောင်းတဲ့ recheck မှုပါပဲ။ဟုတ်ကဲ့အဲ့ဒါတွေကတော့ဓမ္မတက်တို့ရဲ့အထက်ကပုံမှန်သင့်တော်တဲ့ခွေမျိုးစိတ်၁၀မျိုးပဲဖြစ်ပါတယ်။ဒီမျိုးစိတ်တွေဟာအမွေးကျွတ်တာနဲတာ ဒန္တာထရှိမှုနဲရာကြောင့်အခြားခွေးတွေထဲတားလွန်းပေမဲ့သူတို့အားလုံးမှာထမတဲမှုထစ်စေနိုင်တဲ့ဒန္တာတွေနဲ့ဒွဒွေးတွေရှိနေစေဆိုတာကိုတော့သေချာမှတ်ထားပေးပါတင်းအတော့အတင်းစော်ဆုံးခွေးလေးကိုရွေးချယ်နိုင်ပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုကိုအဆုံးသတ်ပါမယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး subscribe လုပ်သွားဖို့မမေ့ပါနဲ့နော် နောက်ဗီဒီယိုဒီမှာပြန်တွေ့မယ် bye